ကဲကျွန်တော်အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ကရေမြအောင်မြန်တယ်လေမှာအဲ့တော့ကျွန်တော်တို့ဒီပုံမှန်ပေါ့နော်ည9နာရီခွဲနဲ့10နာရီမှာအဲဗီဒီယိုဖိုင်အစ်စ်တစ်ကလေးတွေတင်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ login အတက်ပညာတွေ login နဲ့ပတ်သက်တဲ့ဒီကျွန်တော်အစီအရင်တွေဗီဒီယိုရေရာနဲ့ပတ်သက်တာတွေအဲ့လက္ခဏာပညာတွေစသဖြင့်ပေါ့ကျွန်တော်တင်တင်ပြီးသွားမှာဖြစ်ပါတယ်နော်အဲတနေ့တစ်ခုတစ်ခုပေါ့အဲ့တော့ဒီကနေ့မှာတော့အဲမနေ့ကလည်းကျွန်တော်လက္ခဏာ နဲ့ပတ်သက်တာကိုတင်တယ်ဗောနော်ဒီကနေ့မှလည်းကျွန်တော်လက္ခဏာနဲ့ပတ်သက်တာလေးစိတ်ပါတာနဲ့လက္ခဏာနဲ့ပတ်သက်တာလေးကျွန်တော်ဒီနေ့တင်ပါအောင်မယ်အဲ့တော့နောက်နေ့တွေမှာလည်းတခြားတခြားဗောနော်ဒီရှေ့မှာပြောသလိုအဲမတူတာလေးတွေလည်းခွဲပြီးတော့တင်သွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်သူမဆူဟလာဝင်ရောက်ကြည့်ရှုအားပေးသွားဖို့လဲအားလုံးကျွန်တော်ကြိုဆိုလျက်ပါအဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ဒီလက္ခဏာကဘာလဲဆိုလို့ရှိရင်သူက ညာနာလိခလို့ခေါ်တဲ့ညာလန်းကြောင်းပေါ့နော်ညာနာလိခခေါ်ညာလန်းကြောင်းကသူကဟုတ်လားအဖျားပိုင်းမှာအရေးပိုင်းကလည်းစပ်ထွက်လာမယ်အဖျားပိုင်းမှာသူကခရင်ခွတတံပေါ့သုံးခွဖြစ်နေမယ်ဆိုရင်နော်အဲ့လိုလက်မျိုးပေါ့နော်အဲ့တော့ကို့မှာပဲပါပါတစုံတယောက်မှာပဲပါပါအဲ့လိုပါလို့ရှိရင်သူအလွန်ကောင်းပါတယ်နော်အလွန်ကောင်းတယ်ဘာတွေအကျိုးတက်ရောက်ပြီးတော့ဘာတွေကောင်းလဲဆိုရင်သူကဉာဏ်အလွန်ကောင်းတယ် ူမှတီထွင်ဖန်နှင်းနိုင်လို့စွမ်းအားရှိတယ်။မတင်းမုံငါလိုက်ရောင်းလို့ကြီးပွားတာအကွက်လိုက်မုံငါရောင်းထားရောင်းအဲ့လိုမျိုးမဟုတ်ဘူးတော့။သူကသူကသူမှမုံငါရောင်းရင်သူဘာလုပ်မလဲဆိုတဲ့ဥစ္စာမျိုးသူကကိုင်းရောင်းလို့ချမ်းသာရင်အဲ့လိုမျိုးမဟုတ်ဘူး။တော်သူတီးတက်ခွဲထွက်ပြီးတော့ဖောက်ထွက်ပြီးတော့တီထွင်ဖန်တီးပြီးတော့ကြီးပွားချမ်းသာအောင်လုပ်နိုင်တယ်။စီးပွားရေးအမြင်လဲအလုံးကျွဲဝတဲ့သူဖြစ်တယ်။နော်အဲအဲ့ဒီလိုပဲသူကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ တဖက်မှာလည်းသူကအမှုပညာကိုနားလည်ခံစားတတ်တယ်အဲ့တော့ဟိုအမှုပညာလည်းခံစားမှုရှိတယ်ပေါ့ဗျာเนาะအမှုပညာဓာတ်ခံလည်းရှိတယ်အမှုပညာစိတ်ဓာတ်လည်းရှိတယ်ပေါ့เนาะအမှုပညာကိုလည်းဟလာဟိုချစ်တတ်တယ်ပေါ့ကြိုက်တတ်တယ်ပေါ့เนาะအဲ့ဒီလိုပြောเนาะဆိုဆိုကရည်ဒီတမျိုးမျိုးပေါ့ခံစားတတ်တယ်ပေါ့เนาะကြိုက်နှစ်တတ်တယ်အဲ့တော့သူကစီးပွားရေးအမြင်နဲ့မဟုတ်အမှုပညာအမြင်လည်းရှိတယ်ပေါ့เนาะဟလာသူများလိုက်လို့တာမျိုးနဲ့အဲငါသူများတော်တရားလုံးလို့ချမ်းသာတာငါလည်း ဒါဒီသူ့လိုသူ့လိုမျိုးလိုက်ချမ်းသာအောင်လုပ်မယ်ဆိုရဟာမျိုးမဟုတ်ဘူးသူကတတမူထူးဆန်းတယ်ထူးကြတယ်သူကသူမီလန်တစ်ခုပေါ့နော်လမ်းစကန်တစ်ခုကိုဖောက်ပြီးတော့တီထွင်ပြီးတော့ချမ်းသာသွားတာမျိုးအဲအဲ့လိုမျိုးနောက်စီးပွားရေးလည်းအမြင်ကျဲတယ်အမြင်ရှိတယ်ဒီလိုခေတ်ကာလအချိန်လေးပေါ်မှာမူတည်ပြီးအချိန်ကပေါ်မူတည်ပြီးငါဘာလုပ်သင့်နေဆိုတာမျိုးလည်းသူကသုံးသက်ချိန်စတတ်တဲ့အမြန်အမြန်ကောင်းတဲ့သူတွေရဲ့လက်လို့ကျွန်တော်ပြောလို့ရပါတယ် ဲ့တော့ဒီဒီလက်ဒီလိုလက်မျိုးအလုံးမှာကျွန်တော်တို့ရှိစေခြင်းပါတယ်ပါစေခြင်းပါတယ်ပါရင်အလုံးကောင်းပါတယ်เนาะပါစေခြင်းပါတယ်အလုံးကောင်းလို့ပါအဲ့တော့ဒီလိုလက်မျိုးများကိုယ်မှာပါရင်ပဲဖြစ်ဖြစ်တစုံတစ်ယောက်မှာပါရင်ပဲဖြစ်ဖြစ်ဟလာအလုံးကောင်းပါတယ်အဲ့တော့မိမိအနေနဲ့ပဲဖြစ်ဖြစ်ပါတယ်ဆိုရင်ကိုယ်ဟာကိုယ့်အကူဒီဘန်စမ်းစစ်ချိန်ဆပြီးကိုဘာလုပ်တဲ့နေဆိုတာကိုဟလာကိုဟလာဟိုအနည်းဆက်ဆုံးဆုံးဖြတ်လို့ရတယ်ဟလာလုပ်လို့ရတယ်ပေါ့နော်အဲ့ဒီအမှတ်သားလေးကဒါလေးပါဟုတ်တယ်ဗျာတို့က နော်အဲ့တော့သူ့ရဲ့ညာလာလီကကောညာလန်းကြောင့်ဒီလိုမျိုးသူကထွက်လာတယ်အဲထွက်လာပြီးတော့ဒီမှာဒီလိုအဖျားနာလဲရောက်ကောသူအခုလိုဖြင်းကွာတံတံပေါ့နော်သုံးကွာအဲအဲ့ဒီလိုမျိုးလေးဖြစ်သွားတယ်ပေါ့နော်နော်အခုပြတဲ့အတိုင်းပါပဲနော်အခုထောက်ပြတဲ့အတိုင်းပါပဲနော်အဲ့ဒီလိုမျိုးလေးပါအဲ့တော့အဲ့ဒီလိုမျိုးပါတာကလူတော်တော်များများမှတော့မပါပါဘူးအဲတကယ်လို့အဲ့လိုတီထွင်ဖန်တီးတဲ့သူတွေပေါ့အစ်စ်အစ်တီထွင်ဖန်တီးတဲ့သူတွေရှိမှာ နော်ပုံကူတွေတော်တော်များများမှာတော့ဒါမျိုးတွေ့ရတာပါတယ်ဖောက်ထွက်ပြီးတော့နော်အောင်မြင်အောင်ချမ်းသာအောင်လုပ်နိုင်တဲ့သူတွေရဲ့လက်လို့ပြောလို့ရပါတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဥပမာပဲကအဲဆိုကြပါတော့ကျွန်တော်တို့ဟာလာစပယ်ကိုတီထွင်တာတို့ဟာလာဆိုင်ကယ်ကိုတီထွင်တာတို့ဟာလာကျွန်တော်တို့လျှက်စက်မီးကိုတီထွင်တာတို့စသဖြင့်ဒါတွေကကမ္ဘာတမိုင်းမြန်မာတမိုင်းမှာကျွန်တော်ရှိပါတယ်အဲ့တော့ဒါ YouTube ပေါ်မှာလည်းလေ့လာရပါတယ်အဲ့တော့အဲ့အဲ့ဒီလိုတီထွင်တတ်တဲ့ပုံကိုကြီးတွေမှာအဲ့လိုမျိုးပါတယ်သူတို့က ဟိုဘယ်လိုကမလဲအများတော့တူများနဲ့ခွဲထွက်ပြီးတော့ကြီးဝတ်တုတအောင်စွမ်းဆောင်နိုင်တဲ့လူတွေဖြစ်ပါတယ်အဲ့တော့ဒီလိုကောင်းတဲ့မြင်းကြောင်အမှတ်သားလေးကိုလူတိုင်းမှာเนาะအခုကြည့်နေတဲ့သူတွေဒီတိုင်းမှာဒီလက်ကလေးဒီလိုလက်အမှတ်သားလေးတင်ကြတာလေးပါသေးကြပါတယ်အခုမှပိုင်တော့နောင်ပါလာပါသေးเนาะနောင်အဲ့လားဒီလိုမြင်းကြောင်လေးထွက်လာပါသေးလို့အဲကျွန်တော်ဒီကနေဆန္ဒပြုဆုတောင်းပါတယ်အဲ့တော့နောက်ရက်များမှာလဲကျွန်တော်တို့ပြန်ဆုံပါမယ်အဲ့တော့ ဒီဗီဒီယိုတွေကြည့်ပြီးတော့လည်းအားရကြည်နတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะတစုံတရာအကျိုးရှိနိုင်ပါစေရှစ်ဆရာကြီးတွေကျွန်တော်တို့ပြောသားသလိုလောကကြီးမှာတရားလက္ခဏာပညာကိုကျွန်တော်ကဘုဒ္ဓတရားအနေနဲ့ပြောတယ်လောကကြီးမှာကျွန်တော်တို့မတတ်အပ်တဲ့အရာဆိုတာရှားပါတယ်မလို့ရတာတော့ရှိပါတယ်เนาะဟုတ်လားပညာကိုလိန်တာခိုးတာကောက်ကျစ်တာအနိုင်ကျင့်တာစသဖြင့်ပေါ့အဲ့ဒီလိုမျိုးမလို့အပ်တာတွေကတော့ရှိတယ်မတတ်အပ်တဲ့ပညာဆိုတာတော့မရှိပါဘူးမရှိတဲ့လောက်ရှားပါတယ်တရားသိတားရင်အနည်းဆုံး အလိမ်ညာမခံရဘူးလာပြီးကိုယ်ဖြည်းပြန်လို့မရဘူးပေါ့နော်အဲ့တော့ဘုဒ္ဓရာတွေထုံးစံတိုင်းပေါ့ကြော်ဝနိုင်ပါစီအဲ့ဒါနောက်ဗီဒီယိုဖိုင်မှာကျွန်တော်ပြန်ဆုံပါမယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကြည့်ပြီး like share အသေးလေးတွေပေးကြတဲ့မိတ်ဆွေတွေကိုလည်းဒီနေရာကနေအထူးကျေးဇူးတင်တယ်လို့ဒီနေရာကနေပဲကျွန်တော်ကလည်းပြန်ပြီးတော့ဟလာ like တွေအသေးလေးကျွန်တော်ပြန်ပြီးတော့အဆက်နဲ့ပဲပြီးလိုက်ပါတယ်လို့